အပင်နာဆင်နေကြတဲ့ချင်ရတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြတ်လောကဇလံတွေနဲ့ဂမ်ဘီယာစမ်းချေဇလံတွေကို အမြဲမပြတ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်။ပရိသတ်များရှင်ဇလံကောင်းလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ဒါမှတော့ကျမတို့ရဲ့ channel ကနေအသက်တွေတင်နိုင်တရှိရမှာဖြစ်ပါတယ်ရှင်။ဒီကနေ့မှတင်ဆက်ပေးမယ့်ဇလံလေးကတော့တန်ရုံးစင်ကျိုးလေးတမြင်လို့အမည်ရပါတယ်ရှင်။ ဇလန်လေးကိုအခုပဲစတင်လိုက်ပါရမရှင်။တန်ရောစင်ကျိုးလေးတမြင်အုတ်ကန်ချောင်းမကြီးချောင်းလက်တဲဖြစ်တဲ့စင်အိုးချောင်းမလင်းမြင့်လိုင်းနဲ့ကျွန်တော်ရောက်နေတာနှစ်ရက်ခန့်ရှိပြီဖြစ်ပါသည်။ထိုချောင်းကတောင်ကျော်ဆွေထိတ်မှရှိဝခုတ်တဲလေးမှတောင်တင်နေရခြင်းကမိုးမပြည့်ရွာနေခြင်းသာဖြစ်ပါသည်။တဲရှင်ဝါခုတ်သမားဖုံမုံကကျွန်တော်တို့ကိုမညီမညွန်နဲ့လက်ခံကြွေးမွေးထားလေ သူကပင်စားစရာဆိုလို့ရေစိုးဆန်နဲ့ငပိစိမ့်သာလည်းရှိပါသည် မိုးကနှရဲခန့်တက်တက်မဲမဲရွာနေတာကြောင့်ဘယ်လိုမှတားကောင်ပြစ်မရဖြစ်နေတယ်။ဟင်းလျာအလုံးကမြင့်တော့ပြန်ရှိပါရင်ပြုတ်စားလိုက်ချက်စားလိုက်ကြောစားလိုက်နဲ့မြင့်တန်နေရလဲနေတယ်။ဆရာကြီးတို့စားကြဗျာမင်းရဟင်းကောင်းပေါ့ဒုက္ခများစေနာတရားထက်တန်ပါရဲ့။ထိုစဉ်ဆင်ဦးချောင်းမှာဝါပေါနေခြင်းကြောင့်မြင့်လိုက်လိုက်ပေါနေတယ်။ဒီတော့တော်ဝက်တွေလာရဲကြပါရဲ့။ခက်တာမိုးတက်တက်ရွာနေခြင်းကြောင့်ထိုတဲလေးမှခွာမရဖြစ်နေတယ်။ သူတို့ကြောင့်ဖုံးမုံရှာကျွေးမြစ်ကိုရာပုံစံအမျိုးမျိုးနဲ့လှုပ်ရှားနေရတယ်။တော်ကမိုးသားတွေအုံဆိုင်ခံနေရခြင်းကြောင့်အမောင်ကျလို့နေတယ်။လွမ်းစရာဆွေးစရာဖြစ်နေတယ်။မိုးမင်းကြီးရဲ့မိုးကိုတိတ်ပေးပါတော့လို့အော်ဟစ်ပြည့်ရမလို့ဖြစ်နေတယ်။ဖုံးမုံကတော့မိုးရဲလေးရဲ့သွားလိုက်လာလိုက်တချင်လေးတအေးအေးနေပါ။မိုးအစစ်မပြတ်ရွာနေခြင်းကြောင့်တောင်ကျရည်တွေစီးကျလာတယ်။အရှိန်အဟုန်နဲ့စီးလာခြင်းကြောင့်မြောင်ကူမရ၊ချောင်းကူမရဖြစ်နေတယ်။ စင်အိုးချောင်းကရေရီတလဟောစီလာလိုအုတ်ကင်ချောင်းမှရလေဝလုံးထုတ်စီးစင်းနေပါရင်ကျွန်တော်တို့တဲလေးကမလုံမလဲညဆိုရင်လေ ကောင်းကောင်းအိပ်စရာချင်မရှိမိုးရွာတာကြောင့်အခက်တွေ့နေရရင်ရန်ဖန်ရန်ခါဆိုလို တောင်ကြရင်နဲ့အတူကျင်းငယ်လေးတွေရုံတငယ်လေးတွေနဲ့မွေးစိုးအချို့မျောပါလိုက်တဘာဝဘေးတန့်ကိုသူတို့ခန့်စားရပါ යි တို့တို့ကျွန်တော်တို့ကလေအထိုင်အလျောက်ခံနေရရင်အဓိက ဝီစကီပြက်နေခြင်းမှာ ။တတိယမြောက်နေ့မှာတော့မိုးဆဲလုံးမတက်ဖြစ်နေတာကြောင့်ဝမ်းသာမိတော်ရီ။တီးချက်ပေါ်ဝီဝမ်းသာမိခြင်းကတဲရှင်ဖုံဖုံတယောက်သူမိတ်ဆွေဝါခုတ်တမတယောက်ထံကယူလာတဲ့ချက်ရဲ့တလုံးကြောင့်ဖြစ်ပါရဲ့။ချင်းချင်းတူတူမူးရင်ပြီးရောဆိုပြီးတော့ကျွန်တော်နဲ့လင်းမြင့်လိုင်ကအငမ်းမရတောက်လိုက်ကြိုင်းရောဆဲတောက်ဖို့ရေဒုက္ခရှိမိုးဝါကြလာတဲ့ရေကိုဝက်ဆပ်ဘူးနဲ့ခံပြီးကြိုချဲတောက်လီမှာတောက်ရခြင်းဖြစ်ပါရဲ့။ ို့ကြောင့်တောက်ရီရှားတယ်လို့ပြောရမယ်။နှစ်ယောက်တစ်လုံးကုံသွားတာနဲ့ငပိစိမ်းစားခင်မြက်ပြုတ်တို့နဲ့တိုးစားလိုက်ပြီးနောက်မိုးလဲဆဲသွားပြီဖြစ်ပြီးဖုံဖုံကဝါခုတ်သွားတယ်လို့ကျွန်တော်နဲ့လင်းမြင်လိုက်လဲအမဲပြက်ဖို့ထွက်လာခဲ့တယ်။ကိုလင်းကြီးမိုးရွာလို့နဲ့တူတယ်။မျိုးဝင်လည်းမလာတော့ဘူး။ချိန်ထားတာတော့ဒီစင်ဦးချောင်းပါပဲဗျ။မိုးရွာတော့သူတို့လုပ်ငန်းလေးနှောင့်နှေးလို့ဖြစ်မှာပေါ့။နောက်တရက်နေ့ရဲ့စောင့်ကြည့်လို့မှမလာရင် ပြန်ကြတာပေါ့။မိုးရွာတာနဲ့ ကျွန်တော်တို့လည်းဒီစကားမှာနှစ်ရက်လောက်ချိန်ပုတ်သွားတယ်။ကျွန်တော်နဲ့လင်းမြင့်လိုင်ကစကန်တယ်လီနောက်ဖက်တောင်ကျောတိုင်းရှောက်ခဲ့ကြရင်စကားဆက်မြေပြောလာကြတယ်။တငယ်ချင်းဖြစ်သူမျိုးဝင်ကအုတ်ကန်ကျဝိုင်းအကျဲမှာထောင်ရိုက်ခြင်းလုပ်ငန်းလာလုပ်နေသူရဲ့လက်အောက်ဝန်ထမ်းတွေလုပ်ငန်းအခြေအနေကိုလာရောက်စစ်စင်ကျွန်တော်တို့နဲ့တွေ့ဆုံဖို့စင်အိုးချောင်းဝမှာချိန်ဆထားခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ရောက်လာတဲ့နေ့ကစလို့မိုးကနှစ်ရက်ဆက်တိုက်တက်တဲမဲမဲရွာလာတာကြောင့်သူလည်းမလာနိုင်ဖြစ်လိုက်မင်းကျွန်တော်တို့အမဲလည်းမရှာနိုင်တက်ခုတ်သမားလေးဖုံဖုံရဲ့ရိတ်ခါဝင်စားနေရတာကြောင့်ကောင်လေးကိုအားနာနေပြီဒါကြောင့်မျိုးဝင်ရောက်မလာမီအမဲကြီးတစ်ကောင်လောက်ရှာဖွေပြက်ခတ်ဖို့ဖုံဖုံအတွက်ရိတ်ခါပြန်စူဆောင်ပြီးတဲ့အစီအစဉ်နဲ့ထွက်လာခဲ့ကြခြင်းဖြစ်ပါ යි တို့ဖြင့်ရှောက်လာခဲ့ကြတာစင်ဦးချောင်းလေးအထိရောက်ခဲ့ကြပြီမင်း မြေတီသားခေါင်မှမတွေ့ရသေးပါ အချိန်လဲလင့်နေပြီအပြန်ခရီးအကွာဝေးကိုပြန်တွေ့ရင်တော့မွန်လဲ၃နိုင်လောက်ကစကန်းကိုပြန်ရောက်နိုင်လိမ့်မယ်တို့ဖြူဤထိုးနေရလေးမှာခက်တာခဏထိုင်လာလိုက်ပြီးဖုံမုံတောက်တတ်တဲ့ရွှေပြည်ဆိုးစီပေါ်လိုက်ကိုမိဖွာညီလိုက်တီးမိုးရတော့ကဘဲမှလည်းမတော်မလာရဆိုတော့ပါလာတဲ့ဝီစကီလေးရလဲနှစ်ရက်တောင်မခံဘူးဒါတောင်မနေ့ကဖုံမုံချစ်ရဲ့တလုံးယူလာပြီးလို့ဒူယာဘူးနှစ်ဘူးကလည်းကုန်ပြီး ဖုံမုံပြီးတဲ့ရွှေပြည်စိုးဖက်တန်းနှစ်လိပ်ပဲရှိတော်တယ်။ဒီနေ့ကနေပြန်သားဟောင်းကြီးရရင်ဖြင့်ဖုံမုံကိုပေးခဲ့ပြီးပြန်ကြဆိုဗျာ။ကျွန်တော်တို့လာလန်တစ်လျှောက်တည်းလေးသားဟောင်းတွေ့ဖို့နေနေတတသားဟောင်းချေရပြီးမတွေ့ရပါ။ကျွန်တော်တို့စကဲပြန်ရောက်ပြီးမြေဖုံမုံတယောက်ပြန်မြောက်သေးပါ။တို့ဖြစ်ပြီးကျွန်တော်ကအကောင်လေးပြန်လာရင်အရန်တင်ထမင်းစားနိုင်မှုချက်ပေးထားလိုက်တယ်။ထုံးစံအတိုင်းအနေငယ်မြကြံရှိနေတဲ့ငပိစိန်စာမိခင်မီ ချစ်သူနေလက်ကြံကိုပပလေးလေးပဲစိတ်ဆန်းလိုက်တယ်။စားနေကြမြင်ဟင်းမဲရှိပါရဲ့။ကောင်းလေးတနာပါရဲ့ဗျာ။သူ့မဲရိတ်ခါပြက်ပြီးဆန်လဲသုံးလုံးလောက်ပဲကြံတော့တယ်။ကျွန်တော်ကလင်းမြင့်လံကိုပြောလိုက်တယ်။အေးပါဗျာ။တနေကုန်လျှောက်တာတော့တားကောင်မပြောနဲ့ကြက်ကလေးငက်ကလေးတော့မတွေ့ဘူးဗျာ။မျိုးဝင်လာရင်တော့ကောင်းမယ်။သူတို့တွေကအစိုးရဝန်ထမ်းတွေဆိုတော့ရိတ်ခါလုံးလုံးလောက်လောက်ရှိနိုင်တယ်။ သူ့အကူညီတောင်းပြီးတော့ကောင်းလေးအတွက်ဆန်စီငရုတ်ကျက်သွင်းလျှောက်ပြီးတော့တောင်းပြရမှာပေါ့ကွာအေးဗျာကဲရေးသွားချိုးကြစို့ဆိုပြီးတော့စင်ဝှချောင်းတွင်ဆင်းလာခဲ့ကြတယ်ရေချိုးရကအပြန်ရေဆိုးနေတဲ့ထင်းချောက်တွေကိုတည်ယူလာကြတယ်ကျွန်တော်တို့ရေချိုးကပြန်ရောက်လာကြတဲ့အချိန်ဖူမုံရောက်လာလေးပါမောင်စားပင်ပြိုးနေပြီကောင်းလေးဘလို့ကြောင့်ပြန်မလာသေးပါလိမ့်အေးဗျာဖူမုံအတွက်စိုးရင်ပူပန်ရပါတယ် ကျွန်တော်တို့နှစ်ယောက်ကဖုံးဖုံးပြန်လာမယ်လမ်းကိုမျှော်ပြီးတော့စောင့်ကြည့်နေတယ်။ဖုံးဖုံးရဲ့တဲကခြေရန်ရှိဖြစ်ပြီးတဲအောက်မှာထင်းမိပုံဖို့ထားပြီးမိုးရသေးဝခုတ်တဲတွေကဤသို့ပုံစံစောက်ကြပါလေ။ကိုလင်းချင်းလာပြီဗျ။မိဖို့စင်းကြယ်ဦးမယ်။သူ့ပြောပြီးတော့တဲအောက်ကိုဆင်းလာလိုက်တယ်။လင်းမြင့်လိုင်းလည်းလိုက်ဆင်းလာပါလေ။ကျွန်တော်ကထင်းမိမွေနေ့ချိန်မှာဖုံးဖုံးပြန်ရောက်လာတယ်။မင်းကွာဘာလို့နောက်ကျနေတာလဲ။ ငါတို့ကမင်းအတွက်စိုးရိမ်နေကြတာကျွန်တော်ကရောက်ရောက်ချင်းပြောလိုက်တယ်ဖုံမုံကကျွန်တော်တို့ညကို ပြုံးရီကြည့်ပြီးမိษွေကြီးတို့အတွက်ဒါသွားရှာနေလို့ပါပြောရင်နေသူ့လွယ်ပလိုင်းနဲ့ကပြောင်မှုပလင်းကိုထုတ်ပေးတယ်ဟင်မင်းဒီချစ်ရဲ့ဘယ်ရတောင်သွားယူလာတာလဲအထက်ကဘာရောမဲတငယ်ရင်းရှိတယ်လीသူတို့စီကသွားချေးလာတာရွာပြန်ရောက်ရင်ဖြင့်ငါပြန်ပေးမယ်ဆိုပြီးတော့ပေါ့ဟေးအထက်ဝတော်ကဘလောက်ဝေးလဲ လင်းမြင့်လာရမင်းလိုက်ပါတယ်။ဒီကနေ့9မိုင်လောက်ပါပဲ။ဟေးကျွန်တော်ဖုံမုံကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်။အခုမှစုံမှုတွေကျွန်တော်တို့ကိုမိန်ဟောင်းဆွေဟောင်းများပမာသဘောထားပြီးလူလေသေးမရှိတာဝန်ကျေပြစွာဆောင်ရွက်ပေးတဲ့ဖုံမုံကိုဘလို့ကျေးဇူးတင်ရမယ်မသိဖြစ်နေတယ်။လမ်းမဲ့စားစရာရှာနေလို့ကြာသွားတာဆရာကြီးတို့ရေအားနာလိုက်တာဗျာစာနေရောမင်းကျွန်တော်ချစ်ပြုတ်လိုက်အောင်မင်း အဲ့လိုပြောလာတာကြောင့်ချက်ပြုတ်ပြီးစီချောင်းပြောလိုက်တဲ့အခါမှာတော့အားနာကြရေးဗျာနောက်ဆိုမချက်ပါနဲ့ကျွန်တော်လည်းဆော့ဆော့ပြန်ခဲ့ပါမင်းပြောလာတာကြောင့်စိတ်မကောင်းဖြစ်သွားရင်ဘယ်တွေကျွန်တော်တို့ပေါ်ဒီလောက်ကောင်းနေတာလဲခင်မင်းနေရတာလဲငကိုစရင်ကောင်းရဖြစ်ပါလိမ့်မယ်ကျွန်တော်နင်းလင်းမြင်လိုက်ရဖုံမုံယူလာတဲ့အရက်ကိုတောက်ပြီးစကားစမြေပြောနေကြရမှာဖုံမုံမင်းမင်းတို့ကြောင့်ရိတ်ခါတွေပြတ်နေပြီနှစ်ဖြဲမဖြစ်မနေ တားကောင်ကြီးတကောင်တော့ပြင်ရအောင်ရှာပေးပါမယ်ကွာမလိုပါဘူးဆရာကြီးရဲ့ကျွန်တော်ကဆရာကြီးတို့ဆရာဘာမှမမျှော်ဘူးပါဘူးရေးသရှိလို့စုံညတာပဲကျွန်တော်တို့အတွက်ရိတ်ခါဆိုတာပေါ့ပါရင်ဒီဝရောတစ်ခုလုံးမှရှိရမျက်တွေဟာကျွန်တော်တို့ရဲ့ရိတ်ခါပဲပေါ့ခုကျွန်တော်ဒီကိုလာနေတာအလုတ်လာလောက်တာပဲမိဘတွေကိုလှုပ်ကြွေးဖို့အလုတ်လာလောက်တာလीအပျော်ခရီးထွက်လာတာမှမဟုတ်တာရှာတဲ့ဖွေတိုင်း တောတောင်ထဲမှာတားခေါင်မဟုတ်အသည်ရွက်တွေလည်းစားစရာပဲမဟုတ်ပါလားကျွန်တော်ဆရာကြီးတို့အတွက်ပဲစိတ်မကောင်းဖြစ်ရတာဟေးဘာလို့လဲကွကျွန်တော်ကမြက်ကိုစားနိုင်ပေမဲ့ဆရာကြီးတို့ကမစားနိုင်ပါကြောင့်မကျွန်တော်အတော်လေးကိုစိတ်မကောင်းဖြစ်ရတယ်ကိုလင်းကျွန်တော်တို့အတော်ကိုတော့မကြပါဘူးဗျာဟုတ်ပါကိုပိုက်ရေကောင်လေးကိုကျွန်တော်တို့ဒုက္ခကြီးတက်တက်လာပေးတယ်လို့ဖြစ်နေပြီဒီလိုဆိုလေဘယ်ဟုတ်ပါမလဲဆရာကြီးတို့ရဲ့ အကြောင်းကြောင်းတော့အကြောင်းနေကြောင်းအဲ့လိုတွေလည်းရှိကြတာပဲမဟုတ်ဘူးလားကဲပါလေဆရာကြီးတို့ကုန်တော့မယ်မဟုတ်လားသမီးခုလိုက်တော့မယ်လေအေးအေးဆိုပြီးတော့လက်ကျန်ရက်ကိုဖြတ်လိုက်ပါတယ်ကျွန်တော်ကမိုးပင်မင်းကအဲ့ရွေမပြောပါကျွန်တော်အဲ့မပြောသေးတဲ့နဘေးမှရှဲလင်းမြင့်လိုက်ပဲလှည့်ပြီးတော့တနေ့ခါစောစော အမဲပြက်ထွက်ကြမယ်ဗျာမဖြစ်မနေတားကောင်ကြီးတကောင်ရအောင်ပြက်ခဲ့ပြီးမင်းတုံညင်းစွာပြောလိုက်သည်ကျွန်တော်လည်းအဲ့ဒါစဉ်းစားပြီးသားပါ ဖိုမောကယနေ့ခရီးဝေးခရီးပြင်းနှင်ခဲ့ရခြင်းဖြစ်တဲ့နေနေခြိုက်ခြိုက်အိပ်ပျော်နေကျွန်တော်မိုးလင်းလူမှာအိပ်ပျော်သွားရင်နောက်တနေ့တနေ့မှာတော့ကျွန်တော်နဲ့လင်းမြင်းလိုင်ကခက်ဆော့ဆော့ပဲအမဲပြစ်ထွက်ခဲ့ကြရင်ဆရာကြီးဒီနေ့ကကျွန်တော်တငယ်ချင်းလာလိုက်မေးဆရာကြီးတို့အတွက်သူအရေးယူလာလိုက်မေးခက်ဆော့ဆော့ပြန်ခဲ့ကြနော်ကျွန်တော်လည်းဆော့ဆော့ပြန်ခဲ့ပါမေးလမ်းမှာကျွန်တော်တို့နဲ့လမ်းခွဲသွားတဲ့ဖိုမောကသူ့နဲ့လမ်းပြောပါရင်ဒီနောက်ကျွန်တော်နဲ့လင်းမြင်းလိုင်က ဖုံမုံလန်းခွဲသွားရနေစန့်ကျင်မဲ့ဝရော်တွင်ဝင်လိုက်ကြရင်ကျွန်တော်တို့ဝင်လာခဲ့တဲ့တော့ကျက်ခတ်ဝရော်ဖြစ်ပါရင်ဒါကြောင့်ဝါခုတ်သူတွေရှိလိုက်မှာမဟုတ်လွတ်လွတ်လပ်လပ်ပဲပြက်ခတ်နိုင်နေကျက်ခတ်ဝရုံနေအတွင်းလက်ပယ်ချောင်းမြောင်းနေကြရမှာစုညံတန်များပြည့်၍တော်ဝဲအုပ်တအုပ်ရှေ့တူယုံမှလာနေတာဖြစ်လို့ကမန်ကရန်နှစ်ဘေးမှရှေ့တက်ပင်ကြီးတပင်ကိုပြေးကပ်လိုက်ရည်ကိုလင်းလုံးဝကိုအဲ့လိုမပြေးနဲ့ဗျာ တကောင်တော့ပြင်ရအောင်ပြည့်ချေပြ။ကောင်းလေးမေရိတ်ခါလုံးဝပြက်နေပြီ။အေးမာကိုပိုက်ကျွန်တော်လည်းသိပါရဲ့။ဒီလိုနဲ့ဝဲအုပ်ကကျွန်တော်တို့ရှေ့ရောက်လာတော့ရေဝတီတကောင်ကရှေ့မှာဥဆောင်မိလာခြင်းဖြစ်ပါရဲ့။ကိုလင်းဝတောင်းတကောင်ဆိုရင်လုံလောက်ပါရဲ့ဗျ။တူတူလေးကပြောလိုက်တယ်။ရှေ့ကဥဆောင်လာတဲ့ဝတောင်းကြီးကကြွားကြွားဝါးဝါးခြေလမ်းမမှန်လာနေညာနောင်မလေးကောင်ခန့်တော်ဝတ်တွေကပြာရခတ်ကုန်နေအချင်းချင်းတွန်းလိုက်ထိုးလိုက် နဘေးမှာရှဲတက်ပင်ငယ်တွေကိုပြေးထုတ်လိုက်တူလိုက်တို့ကြောင့်ကျွန်တော်ကပြက်မှတ်ငိမ့်နဲ့ဝက်တောင်ကြီးကိုရာပြက်ခတ်ဖို့စဉ်းစားနေလိုက်တယ်။သူ့ပြေပြီကျွန်တော်နဲ့လင်းမြင့်လိုင်းစိတ်တော်ရာချင်းတိုက်ဆိုင်သွားပါရင်ဝက်တောင်ကြီးကိုကျွန်တော်ကပြက်မှတ်ထားလိုက်တယ်လို့လင်းမြင့်လိုင်းကလည်းဝက်တောင်ကြီးကိုရာပြက်မှတ်ထားလိုက်တယ်။ကွိစ်ရဲလို့အော်ဟစ်လိုက်ပြီးတော့ဝက်တောင်ကြီးကလဲပြိုကျသွားတယ်။နောက်ကလိုက်ပါလာတဲ့ဝက်ကျင်ကနောက်ကြောင်လဲကပြေးထွက်ကုန်ကြတယ်။ရှိပါစေတော့ ဝဲကြောင်ကြီးတကောင်ဆိုရင်ဖုံမုံတယောက်တွေချိတ်ခါလုံငါအတော်လေးကိုလုံလောက်ပါလေကျွန်တော်နေလင်းမြင့်လှန်ရနောက်နေ့တွင်အိမ်ပြန်ကြမေးဝဲသေးကောင်ကိုကျွန်တော်တို့နှစ်ယောက်ကပတ်ဝန်းကျင်အနီးနားမှာရှိဝါခုတ်သမိုင်းနှစ်ယောက်ရဲ့အကူအညီနဲ့စက္ကန်းကိုတဲယူလာပြီးချက်ချင်းဆိုလိုအသားပြစ်လိုက်ကြပြီးအကူအညီပေးတဲ့ဝါခုတ်သမိုင်းနှစ်ယောက်ကို ပေါင်တစ်ဖက်စီပေးလိုက်ပါစက္ကန်းတို့ဆော့ဆော့ပြန်ရောက်နေတာကြောင့်ကလေးစားချုပ်ချက်ပြုတ်ထားလိုက်တယ် ကျန်တာတော်တော်ကိုမိခင်ကြက်တိုက်အချင်းထက်ပြုတ်တန်ပြုတ်ကြော်တန်ကြုံအလုံးစီမံပေးလိုက်ကြရင်ကိုလင်းမောသားပြီလားကောင်းလေးအတွက်ဒီလိုလှုပ်ပေးနိုင်လို့မောရပန်းရမန်းတော်မသိတော့ပါဘူးဗျာကိုပိုက်ပြောမှ မောသွားမှန်းသိတော်ရေကဲလဲလျောင်းအနားယူမယ်ဗျာဆိုပြီးတော့တဲပေါ်မှာခြေပြက်လက်ပြက်နဲ့အိတ်ချပြက်ပိုင်းကျွန်တော်ကလည်းအပေါ်ကိုတက်လိုက်ပြီးတော့ စေးလေးခွက်အတွင်းမှရှိစေးလေးတော်ကိုကောက်ယူပြီးမိညိဖွာရှာလိုက်တဲ့ကျွန်တော်စေးလေးမိခိုးရီချာမှဖုံဖုံရဲ့မျက်နှာလေးကိုမြင်ရောက်နေမိတယ်။သူကျွန်တော်တို့သူ့အတွက်စီစဉ်ထားတာကိုသိရင်ဝမ်းမြဝမ်းသာဖြစ်သွားမှာဆိုတာမှောက်ချပါ။ဆရာကြီးဆရာကြီးဟောလာချီပြီ။ဟေးတယောက်ကိုလမ်းကြည့်လိုက်ပါလေ။ဟင်ဖုံ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 မဟုတ်ဖ ೇನೆ သူနဲ့အရွယ်သူကောင်းလေးတယောက်ဖြစ်နေတယ်။ ကျွန်တော်မြင်သွားတာနဲ့ထုတ်ကောင်းလေးရအမုန်းလွတ်လိုက်တာပြောလာတာကြောင့်ကျွန်တော်သိလိုက်တယ်ဖုံမုံကသူ့ရဲ့တငယ်ချင်းစင်ဦးစီးလေးဖြစ်ပါမင်းကျွန်တော်တို့အတွက်အရက်လာပို့ခြင်းဖြစ်တယ်ဖုံမုံနဲ့တွေ့ပြီလားကျွန်တော် သူ့ကန်းပေးလာတဲ့အရက်ပလင်းကိုယူပြီးမေးလိုက်တယ်တွေ့ပြီပြီသူ့အလုံးမသိနေတော့သူ့ကိုထိုင်ဆောင်နေတာ哦မင်းကတဲကိုသွားနေမှာကွာငါဆရာကြီးစောစောစီစီတောက်ရအောင်ဆိုပြီးတော့ကျွန်တော်ကိုအရင်လွတ်လိုက်တာ သူအလုတ်သိန်းတာနဲ့ပြန်လာခဲ့မယ်တဲ့မှားလိုက်တယ်။ဩအေးအေးလာကွာ။ဆိုပြီးတော့တဲမော်ကိုခေါ်လိုက်ပါရင်ကဲဒါမင်းတငယ်ချင်းတဲပဲလွတ်လွတ်လပ်လပ်နေချင်းတယ်လို့နေဒီမှာရှိတာတွေမင်းစားကြတာယူသွားမင်းတငယ်ချင်းဟာရင်းကြည့်ပဲကွာ။ဟာဝက်သားတွေလားဆရာကြီးတို့ပြည့်ရလာတာလားဖုံမုံမသိသေးဘူးထင်နေကျွန်တော်ဒီလာတော့သူအတော့ပြောလိုက်သေးတယ်။ဘာပြောလိုက်တာလဲ။ငါဆရာကြီးတွေကကောင်းကောင်းကန်ကန်အမီးမရှိဘူးကွာ။ မြစ်ပြုတ်ကိုပဲအမီးလုံးနေကြရတယ်တဲ့ကျွန်တော်သူ့ရဲ့စကားကြောင့်သဘောကျမိရိုးသားဖော်ရဲဖုံမုံကိုလည်းမြင်အောင်လိုက်မိသူ့ရဲ့တရားတရားကိုအလေးအနက်အတိအမှတ်ပြုထားလိုက်တယ်ငါအလုပ်တွေပြီးလို့ရွှားပြရင်ဆရာကြီးတို့ခေါ်သွားခြင်းနဲ့ရွှားမယ်ကောင်းကောင်းဧကန်ကြလိုက်တာကွာဆရာကြီးတို့လိုက်လာရင်ဘလောက်ကောင်းလိုက်မလဲလို့လည်းပြောပါရင်ဟေးကျွန်တော်ရှင်နေစွန့်နေသွားရင်ဖုံမုံဆိုတဲ့ကောင်းလေးကရိုးသားဖော်ရဲလွန်မှိုင်း ကျွန်တော်တို့အပေါ်ဒီလောက်ခင်မဲမှုရှိနေမှာတော့သူရဲ့စေတနာကိုအတိအမှတ်ပြုတဲ့အနေနဲ့သူရဲ့ဆန္ဒကိုလိုက်လျောဖို့ဆုံးဖြတ်လိုက်တယ်။ကဲချက်သိရေးသားထုတ်လိုက်အောင်မင်းမင်းစားချင်တာတွေယူစားနော်ဘာမှအာမနာနဲ့ဖုံဖုံမိတ်ဆွေဟာငါတို့မိတ်ဆွေပဲဟုတ်ပြီနော်တုတ်ပြောပြတာနဲ့ကျွန်တော်နဲ့လင်းမြင့်လိုင်ကရေးချိုးဆင်းခဲ့ကြရင်ရေးချိုးပြတာနဲ့ကျွန်တော်တို့တောင်ရောက်ဝိုင်းထိုင်လိုက်တယ်။တောင်ရင်စားရင်ဖုံဖုံပြန်လာအောင်စောင့်နေကြရင် အချိန်တဖြည်းဖြည်းနဲ့ကုန်ခဲ့ပါပြီ။ဖုံဖုံပြန်ရမလားလေ။ကျွန်တော်ကိုအသေးချာမှလိုက်တာအလုတ်သိမ်းတာနဲ့ပြန်ခဲ့မယ်တဲ့။ငါဆရာကြီးကိုတည်တည်ချာချာဧကန်ထားတဲ့ကျွန်တော်ကိုထမင်းချက်ဖို့ပါမှားထားသေးတယ်။အေးလေသူ့မေအကြောင်းရှိလို့ဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့တောက်စားပြီးတဲ့အချိန်ဖုံဖုံပြန်ရမလားလေ။ဖုံဖုံပဲသွားပြန်ပါလိမ့်။ဒီလိုနဲ့အဲ့ချိန်အတိုင်းဖုံဖုံပြန်ရမလားတာကြောင့်ကျွန်တော်ကလင်းမြင့်လိုက်မှစိတ်ပူလိုက်။ချတဲ့ ဖုံမော်အလုပ်နေရမင်းတီလားလင်းမြန်လာရမေးလိုက်တယ်။တိတယ်။ဘယ်နားမှလဲဘလောက်ဝေးလဲ။နှစ်မိုင်လောက်ပဲဝေးပါရဲ့။ကျိုးဝိုင်းအကွက်ရှက်ထဲကဝတော်ထဲမှာ။အေးလိုက်သွားကြမင်း။ဗျာကျွန်တော်တို့နေရာကိုကြည့်ပြီးခြားတိုက်အံ့ဩသွားဖို့ရပါရင်ဘလို့ဖြစ်မလဲဆရာကြီးတို့ရေတခြားတနေရာရာသွားရင်တော့လွဲပြီပေါ့ခြားတိုက်ပြောတာမှဖြစ်နိုင်ချေရှိတော့လွဲတာမလွဲတာကံကြမ်းမနဲ့ဆိုင်လိုက်မင်း ုံမှန်ရှိရတဲ့နေရာကိုတွားကြည့်ရမှာငါတို့ပိုင်မင်းပြောလိုက်တော့မှခြာတိုက်ကသဘောပေါက်သွားပြီကျွန်တော်နဲ့လင်းမြင့်လှိုင်ကတနက်ကိုစီကိုင်ပြီးထိုသေးလေးရထွက်လာခဲ့တယ်ခြာတိုက်ကိုတက်ခဲခြားတော်တို့ဓမီကိုပေးပြီးရှေ့မှလမ်းပြစီကျွန်တော်တို့စကန်ကနိုင်ဝဲခရီးမရှိလောက်မှာတော့ညံချက်လေးတစ်ခုစီကိုရှောက်လိုက်ချီမြချက်လေးရဝင်ပြီးကျွန်းချောက်ပင်ကြီးနဘေလူသွားလိုက်အတိုင်းတောင်ကျော်လေးပေါ်တက်လိုက်ရင်သူခုန်နေတဲ့ဝရောရောက်ပြီအေးသွားလေ ခြားတိတ်ကမြောင်လေးအတွင်ဥစားဝင်သွားတယ်။ဟမ်ဒီမှာအမုံရဲ့ပလိုင်းနဲ့ဝါခုတ်တာဟင်သူ့ဆိုလျင်ဖုံမုံတယောက်အန်ရည်နဲ့ကြုံသွားတာသိကြတယ်။ဒါကြောင့်ကျွန်တော်ကခြားတိတ်လက်ထဲကဓာမီးကိုယူပြီးထိုမြေပြင်တိုင်းကိုထိုးကြည့်လိုက်တယ်။ဟမ်ဟင်မြေပြင်မှာမြင်လိုက်ရတဲ့ခြေအားကြောင့်ကျွန်တော်နဲ့လင်မြင့်လိုင်တို့ယဉ်ထိတ်သွားတယ်။ဟင်းကောင်ကြားရဲ့ခြေအားတွေပရပွားရှိနေတယ်။ထိုဟင်းကောင်ခြေအားနဲ့အတူ လူချေရရေးတစ်ခုကတစ်ဖက်ကဘာလေးပေါ်တက်နိုင်နေစင်ချေရှောင်းမြန်လေးအတိုင်းတက်သွားပုံရပါလေလာကိုလေးဆိုပြီးတော့ကျွန်တော်ကထိုလမ်းမြန်လေးအတိုင်းပြေးတက်သွားရင်တောင်ကျော်လေးပေါ်ရောက်တဲ့အခါမှာတော့တစ်ဖက်ကျရောလမ်းကြည့်လိုက်တယ်ဟင်ခြုံရွယ်တို့နဲ့ဖုံးကွယ်နေတဲ့အရှိုးတစ်ခုပါလားကိုလင်းဟိုရှိုးကြည်စမ်းပါဗျဓမီနဲ့လမ်းထူလိုက်တယ်ဟာရှိုးဝါမှာကြားမရတဲ့ကောင်နဲ့တားပေါက်လေးနှစ်ကောင်ဓမီရောက်ကြောင်း ကျားမကြီးကသူ့ရဲ့ထန်ကိုထိုးချလိုက်အလင်းအောင်ဆူဆူမောက်ကြည့်လိုက်ကျားပေါက်လေးနှစ်ကောင်ကသူ့ရဲ့မိခင်ကျားမကြီးယူဆောင်လာပြီးအစာကိုစားနေကြတာကြောင့်သူတို့အစာကိုကြည့်လိုက်မိဟာဟင်အမုံကျွန်တော်တို့တွေ့လို့ရဖုံမုံမိုက်ကနေ ဖြစ်သွားတယ်ကိုလင်းရယ်လို့တုံရင်းနေတဲ့အတန်နဲ့ခေါ်လိုက်ပြီးတော့ရှော့ချတဲ့ဘာမှမကြောက်နဲ့ကျားမကြီးကိုဓာမီနဲ့ထိုးတာ ဆိုပြီးတော့ခြာတိတ်ကိုတက်မေးပေးလိုက်ပြီးလက်ရတစ်ပြည့်ဆိုလို့လက်တွဲအတဏ္ဍနဲ့ကြားပေါက်တကောင်လှမ်းပြလိုက်တယ်။လင်းမြင်းလှိုင်နဲ့တိုင်မင်းနေစရာမလိုပါဘူး။သူ့တကောင်ကိုတကောင်ပြစ်လိုက်ပါတယ်။တားပေါက်လေးနှစ်ကောင်ကျွန်တော်တို့လက်ရတစ်ပြည့်ဆိုလို့ပြစ်လိုက်တယ်လို့လင်းမြင်းလှိုင်လေးကြာမရဲ့နှစ်ဖူးတက်တဲ့ကိုမလွဲကြည့်တဲ့အောင်ပြက်လက်လိုက်ပြီးဖြစ်ပါတယ်။ကြားပေါက်လေးနှစ်ကောင်ကိုတော့ဖြင့်မပြစ်တင်ဘူးထင်နေ။လင်းမြင်းလှိုင်ကဆွေးမြေ့ကြေးခွဲစာပြောလိုက်။မပြစ်တင်တာသိရပါဘော့။ ။နှုတ်ဝိမဲ့ဖုံမုံရဲ့အတောင်ကစားစီဆွဲဖက်စားတောင်းနေကြတာမြင်တော့ဒေါရထွက်ပြီးတော့တက်လိုက်မိတာ။ဒီနောက်ကျွန်တော်တို့ကကြာသားမိတုံးခေါင်ရဲ့အလောင်းတွေကြောင့်ဖုံမုံရဲ့ရုပ်ပြည့်စင်မြေရုပ်အလောင်းခြေခွဲစာကြည့်ပြီးထုံနေရလေးကလဲထွက်လာခဲ့။ဆရာကြီးတို့အမုန်းကဒီလိုပဲထားခဲ့ကြရမှာလားလမ်းမှခြားတိတ်ကကြေခွဲစာနဲ့မိလာတယ်သူ့ရဲ့လောင်းကိုကောက်ဖို့ကအန္တရာယ်များတယ်လေ ဒါကြောင့်မနေ့လင်းလင်းထင်းထင်းကြမှလာပြီးတော့ကောင်းကောင်းမွန်တကြိုပေးတာပေါ့တုံနေကျွန်တော်ကပြောလိုက်လေတော့ဟုတ်ကဲ့ပရိသတ်ကြီးရှင်ဒီဇလန်လေးကတော့ဒီညမှာပဲအဆုံးသတ်သွားပါပြီနောက်နေ့တွေမှလည်းဇလန်ကောင်းလေးတွေကိုတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်အားပေးနှားဆင်ကြပါဦးရှင်